ᱡᱩ ᱴᱟᱝ ᱠᱚ ᱦᱚᱨᱟ ᱥᱤᱝᱠᱚ ᱛᱚᱢᱮ ᱭᱚᱢᱤ ᱥᱚᱞᱚ ᱪᱚᱱᱭᱟ ᱫᱚᱢᱚ ᱢᱚᱭᱟ ᱛᱚᱢᱮ ᱢᱟᱣ ᱠᱟᱵᱟ ᱢᱚᱞᱟ ᱢᱚᱭ ᱡᱮᱱᱮ ᱞᱟᱜᱟ ᱡᱮ ᱨᱚ ᱢᱟᱭ ᱥᱟᱛᱟᱜᱟ ᱥᱤᱡᱮᱱ ᱟᱨ ᱜᱚ ᱢᱚᱭ ᱞᱤ ᱡᱟᱱᱤ ᱱᱟ ᱵᱚ ᱵᱩᱭ ᱡᱟᱥᱤ ᱦᱟᱜᱩ ᱥᱚᱢᱚ ᱵᱚ ᱱᱮ ᱱᱟ ᱵᱚ ᱠᱩ ᱫᱟᱡᱮ ᱢᱟᱭ ᱥᱟᱛᱟᱜᱟ ᱵᱟ ᱛᱚᱢᱮ ᱵᱟᱣ ᱛᱚᱱᱚ ᱫᱤ ᱠᱚ ᱛᱚᱱᱚ ရင်စမောင်ကြီးကိုတက်ရောက်လာကြတော့ဒီကမ္မမယုံကြည်သူအားလုံးကိုအထူးကျေးဇူးတင်တဲ့အကြောင်းပြောကြားကြပါတယ်သူအားဖြင့်ကျွန်တော်တို့ဒီဟိုတပ်ပေါ်ရနေတဲ့ဆရာပါပါပေါ့နော်ဒီတော့ကျွန်တော်တို့ငယ်ကလေးပေါင်းလာတယ်ဒီဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာတွေ့တော့တယောက်နဲ့တယောက်မသိကြဘူးပေါ့သူလည်းအထူးကျေးဇူးတင်တဲ့ပြီးတော့ဒီဆရာမကြီးဆရာဆရာမကြီးဒေါ်လာကြီးပေါ့နော်သူလည်းဒီအချိန်မှာ အကားနဲ့ဆိုတော့ဒီပါပါဝင်တဲ့ဆိုတော့သူပဲအဲဒီဒီတာဇွန်ရရဲ့ကိုးစားကျွန်တော်မောင်နှမဒီကိုမောင်နှမရဲ့ကိုးစားပေါ့နော်ကျေးဇူးတင်တဲ့အကြောင်းလေးပြောကြားခြင်းပါတယ်လို့သူတို့ကျွန်တော်မိတ်ဆက်ပေးခြင်းလားတော့ကျွန်တော်တို့အမေတောင်ကြီးရလာတယ်နော်ကျွန်တော်တို့အဖောက်ပေါ့နော်ဒီကဦးလေးပေါ့သူတို့ဒီတာဇွန်၃ရောက်ကိုလည်းကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်လို့ကျွန်တော်ဒီကတော့ကျွန်တော်တို့အဖောက်ကျွန်တော်တို့ဦးလေးပေါ့နော်သူကတော့ ရန်ကုန်မှာနေတယ်မော်ဝေးမှာဒီပါတယ်လို့ပြောတော့ဥကျော်စင်ဖြစ်ပါတယ်လို့ပြောတော့ဒီသားသမီး2ယောက်3ယောက်ပါပါတယ်အဲဒီသားသမီး3ယောက်ကအဲကြီးဆုံးလည်းပါတယ်အမေတော့အရမတ်တရဲ့ခဏလေးခဏလေးတော်လို့ကြားတယ်မတ်တရဖြစ်ပါတယ်အပြင်တော့ကြီးဆုံးဖြစ်တယ်နောက်ကကြကားမောင်းနေပြီတော့မင်းလည်းလာနေဆုံးပါနော်ဒီလိုမျိုးလည်းညသူပါတော့ကောင်းနေဆုံးပါတယ်ဆက်ကြောင်းလေးတော့ကြာနေပါလေဒီတော့ကျွန်တော် တောင်ကြီးရလာတဲ့ကျွန်တော်အမပေါ့နော်။ညာ၃ယောက်ပါပါတယ်။အမ၂ယောက်ပါတယ်။ဒီမှာလည်း၂ယောက်ပါပါတယ်။ဒီမှာလည်းများဒီလိုရမတ်တရားပြပါဘူး။မိတ်ဆက်ပြီးနေပါတယ်။ဒီဒီကောင်းပြီးပွဲမှာလာကြတော့ဒီကူမမမအားလုံးပဲပေါ့နော်ဒီကူကကျေးဇူးတင်တယ်ဒါမို့ဒီကျွန်တော်တို့ရဲ့ဒီအမျိုးချင်း6ယောက်ထဲမှာကျွန်တော်တို့ဒီဦးလေးတယောက်ပဲကျန်ပါတော့တယ်ကျန်တဲ့လူတွေကတော့ပေါ်တော့ပေါ်တော့ဒါသူကတော့ဒီအချိန်မှာရောက်ရှိတဲ့အတွက်သူကပြေဘုရားရှင်ရဲ့ဂုဏ်တော်ကို ဘုရားရှင်ကဒီကျေးဇူးတင်တဲ့အကြောင်းလည်းပြောကြားချင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီဝတ်မှုရဲ့ဝတ်မှုခြင်းအပြုမှာတော့ကျွန်တော်တို့ရဲ့ဒီပြုလို့အခါမဲ့အစီအစဉ်အားလုံးလည်းရှိပါတယ်လို့အဲ့ဒါလည်းအကုန်လုံးပါဝင်စတတ်ဖို့ရတယ်ကျွန်တော်ခေါ်ဖိတ်ပါတယ်ဟာအလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းပြောကြားချင်ပါတယ်